မသောနေနဲ့ကိုသောဘောဟင်းအကြောင်းကိုပြောပါမယ်ဗျာနော်ဒီနေ့ကိုသောဘောဟင်းအကြောင်းနဲ့ပတ်သက်ပြီးမှပြောကြတယ်ကိုသောဘောဟင်းကိုဖမ်းသွားတယ်နေပြည်တော်ကနေစားဖာနေဖုံးချော်လုံးပါသွားတယ်တဲ့ဖုံးချော်လုံးပါတော့အပြစ်မရှိလို့ပြန်ထွက်လိုက်တယ်တဲ့အပြစ်မရှိလို့ပြန်ထွက်တဲ့ကျတော့ဒီမန္တလေးကနေမှာစားဖာနေမှာပြန်ဖမ်းတယ်တဲ့ပြန်ဖမ်းပြီးမှပါတော့ဒီလိုဘလိုပုံမှန်အပြစ်မရှိပြစ်ရှာပုံမှန်တွေဘာတွေတတ်တယ်ပေါ့ဗျာဒီလိုပေါ့နော်ပြောနေကြတာကြီးတွေ့တယ်ဗျာနော်ပြောနေကြတာကြီးတွေ့တယ်အဲ့ဒါတွေကတော့ဦးစင်းရဲ့အမြင်တုံးတက်ချင်တာကတော့ကိုသောဘောဟင်းကိုထောက်ခံဝိုင်းရတဲ့တူတွေကိုစူပူမှု မဖြစ်ဖြစ်အောင်မုံကြွအောင်မကြွကြွအောင်အဲ့ဒါကဆိုတော့ဘုရားတဏီတဖုံနဲ့ဖိုးနဲ့တလူဦးစင်းကတော့ဘုံတိုက်ချင်တယ်ဗျအားလုံးပဲမင်္ဂလာပါအကျန်းဖက်စစ်လော်ပြီးဇော်ဘုံဟိန်ကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ကနှစ်ဆက်သွယ်ရေးဥပဒေပုံမှန်66ကတိုးဖြင့်အမှုဖွင့်လိုက်ပြီးဖြစ်ကြောင်းပောက်ကူတော်ကအတိပေးလိုက်ပြီးဇော်ဘုံဟိန်ကိုကြောင်းပြုစူပူအောင်ကြောမှုလှုပ်ဆောင်လာမိအပေါ်ပောက်ကူတော်တွေးပတ်နေသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာ။ရေမြို့လွကိစ္စလေးရေဦးစင်းနည်းနည်းပြောချင်ပါလားမြို့လွရေဟိုပါဘောနော်ဒီမန္တလေးကနေလာပြီးမှပဏ္ဍဆာခေါင်းဆောင်တဦးရဲ့ဆရာဘုံမူငိမ့်တယောက်ရဲ့ဖုတ်တန်ဒီပေါ့နော်ဒါလေးလည်းပြောချင်တယ်ထည့်ရင်မှပထမဆုံးအနေနဲ့ကုသဘောဟင်းအကြောင်းကိုပဲပြောပါမယ်ဗျာနော်။ဒီနေ့ကုသဘောဟင်းအကြောင်းနဲ့ပတ်သက်ပြီးမှပြောကြတယ်။ကုသဘောဟင်းကိုဖမ်းသွားတယ်။နေပြည်တော်ကနေစအဖာနဲ့ဖုန်း၆လုံးပါသွားတယ်တဲ့။ဖုန်း၆လုံးပါတော့အပြစ်မရှိတော့ပြန်လွှတ်လိုက်တယ်တဲ့။ အပြစ်မရှိလို့ပြန်လာတယ်ကျွန်တော်ဒီမန္တလေးကနေမှာစားဖာနေမှာပြန်ဖမ်းတယ်တဲ့ပြန်ဖမ်းပြီးမှာပါကဒီလိုဘာလို့ပုံမှန်အပြစ်မရှိပြစ်ရှာပုံမှန်တွေဘာတွေတတ်တယ်ပေါ့ဗျာဒီလိုပေါ့နော်ပြောနေကြတာတွေတွေ့တယ်ဗျာနော်ပြောနေကြတာတွေတွေ့တယ်အဲ့ဒါတွေကတော့ဦးစင်းရဲ့အမြင်သုံးတန်ချင်တာကတော့ဘသာဘွေးကိုတောက်ခံဝိုင်းရတဲ့သူတွေကိုစူပူဖို့မဖြစ်ဖြစ်အောင်မုံကြွအောင်မကြွကြွအောင်တသက်ကဆိုရအောင်ပေါ့ဗျာတနည်းတစ်ဖုံနဲ့ထိုးနဲ့တယ်လို့ပဲဦးစင်းရဲ့တော့သုံးတန်ချင်တယ်ဗျသုံးတန်ချင်ပါတယ်နော် ။ဘာဖြစ်လို့တုံးတက်ထားလဲဆိုတော့ဦးစင်းကအထောက်အထောက်ကိုခိုင်ခိုင်လုံလုံနဲ့ပဲပြောတာများပါတယ်ဗျာနော်။ဦးစင်းကတော့ဗျမ်းပရာပြောတဲ့ပုံတွေရှိရဲ၊ဦးစင်းပြောတဲ့အရာတွေရှိရင်ထောက်ပြလဲလို့ရပါရဲ့နော်။ဦးစင်းတို့ရဲ့မြန်မာပြည်တွင်းကိုပြည်ပကလူတွေကဦးစင်းတို့ထက်ပိုတိပါမလားဆိုတဲ့ဟာပဲဦးစင်းတို့ကမေးရမယ်လို့ဖြစ်နေတယ်နော်။အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကိုဇော်ဖိုးဟင်းကိုနန်းတွင်းကလည်းနန်းတွင်းစစ်ကြောရေးမှာလည်းမရှိတယ်လို့နေပြည်တော်ကစာအဖအားလည်း ပူဇော်ခွင့်ကိုဆင့်ဖန်စရာအကြောင်းမရှိပါဘူးဗျာဒီပြီးတော့အစားပါဆင့်ဖောင်းအဲ့ဆိုကျွန်တော်ဗန်းလေးလို့ဒီထသရထသရတို့ဒီထောက်လိုက်16ဆောင်တွေကကျွန်တော်ဘာလို့ဘာလို့အပူထားတော့မှာလဲဟမ်ဘာလို့အပူထားတော့မှာလဲဒီမန္တလေးမှာလည်းစားဖန်းနဲ့ပတ်သက်တကယ်လူတော်လူစင်းကောင်းတွေအများကြီးပဲဗျာလူတော်တွေအများကြီးပဲဗျာပူဇော်ခွင့်ကိုဘာဖြစ်လို့နေပြည်တော်ကနေဆင့်ဖန်းပါလဲပူဇော်ခွင့်ကိုနေပြည်တော်ကနေဆင့်ဖောင်းပူဇော်ခွင့်ကနိုင်ငံတော်မှာတကယ်အရေးပါတဲ့အရာဝင်ကြီးလားမြို့တော်ဝင်ကြီးလား ဒါမှမဟုတ်ရှင်အကောင့်ကြီးကြီးလားဒါမေးခွန်းပြန်ထုတ်ရမယ်အရာဗျာနော်မေးခွန်းပြန်ထုတ်ရမယ်အရာအဲ့တော့ကိုဇော်ဖိုးဟင်းကခင်ဗျားတို့ပြောလို့နန်းတွင်းမှာလည်းမဟုတ်ဘူးမိမိတို့အစားအဖာလည်းဖမ်းတာလည်းမဟုတ်ဘူးညကိုဇော်ဖိုးဟင်းနဲ့တို့တို့ကဦးစားပေးပြောတာကိုဇော်ဖိုးဟင်းနဲ့အတူပါသွားတဲ့သူဘယ်သူမှမပြောကြဘူးနော်ဘယ်သူမှမပြောကြဘူးနာမည်ကြီးတဲ့သူတယောက်ကိုပဲတို့တို့တွေပြောကြတာနော်နာမည်ကြီးတဲ့သူတယောက်ကိုပြောကြတာကိုဇော်ဖိုးဟင်းနဲ့ဘယ်သူပါသွားတယ်ဘယ်သူပါသွားတော့တယောက်မှမပြောကြဘူးဗျာနော်အဲ့ဒါကြတော့တို့တို့တွေကဒါဟိုပါပေါ့နော် အဲ့ဒီလူကြောက်ကြတော့လူတွေကစိတ်ဝင်စားဘူးလေစိတ်ဝင်စားတာကိုဇော်ဘိုးရင်ကိုစိတ်ဝင်စားအဲ့တော့ကိုဇော်ဘိုးရင်ကိုစိတ်ဝင်ဆောင်ကိုဇော်ဘိုးရင်အကြောင်းပြောမှလူတွေကအညာယူပါပေါ့ဗျာဟုတ်လားစာငင်းစူစီတင်စာကြဘာပြညာပြဆိုတဲ့အထောက်အထားတွေဒါတွေမျိုးတွေပြောချတာပေါ့ဗျာနော်အာနေပြည်တော်ကနေလွှဲတဲ့အပြစ်မရှိတဲ့အကြောင်းဦးစင်းတော်ကကိုဇော်ဘိုးရင်ဒီနိုင်ငံရေးပုံမှန်နဲ့ညီဆွန့်နဲ့နိုင်ငံရေးပုံမှန်နဲ့တခုတခုဆိုရင်တော့ဦးစင်းတော်အနေနဲ့ကမေတ္တာရက်ခံပြောပါအကြောင်းမရှိဥမာပါလူကြီးတွေကိုဆဲတဲ့ဟာမျိုး လူကြီးတွေကိုဆဲတဲ့ဟာမျိုးဆိုဥစဉ်တို့ကမေတ္တာခံစားမေတ္တာရခံစားရေးပြီးတော့ဥစဉ်တို့ကအစင်းနဲ့မှာပဲเนาะဒါဒီမှာပေါ်နိုင်ငံတော်ကောင်းစေဖို့အတွက်ဝေဖန်ထောက်ပြခဲ့တဲ့အရာတွေဆိုရင်လည်းဥစဉ်တို့ကပြောပြီးတော့လူကြီးတွေကိုမေတ္တာရခံစားရေးပြီးတော့အစင်းနဲ့မဲ့ဥစဉ်တို့အနေနဲ့อ่ะเนาะအစင်းနဲ့မဲ့အဲဒီလိုမျိုးကိုမတိတဲ့အရာတွေဖြစ်ခဲ့ရင်ခင်ဗျားတို့ကတို့တို့ကမေတ္တာရခံစားရေးလို့ရှိရင်ကျုပ်တို့ကဘယ်သူရေးမလဲအဲ့ဒါဆိုရင်ရွေးချယ်တဲ့သူရှိရလားကြဥစဉ်ဌာနဆိုင်ရာစာတင်ပေးမယ်စာတင်ပေးမယ်အဲ့တော့ဥစဉ်တို့ကဘာမှမတိရသေးဘူးလေ ကိုတိတဲ့အရာကလည်းနောက်ဘက်ကဥမာဥစဉ်တို့ဥမာဆိုကြပါကြဂိတ်ဒီအကြောင်းချန်ပီယံနဲ့မြောက်ပန်းနေလာတဲ့ကားတွေအခုလောလောဆယ်အစီး900လောက်ဆိုလားအပိတ်ခံထားရတယ်အဲ့မှာတခါဥစဉ်ဂိတ်တကယ်အကြောင်းဥစဉ်တရင်ပေးလို့អော်လိုက်တယ်អော်လိုက်တယ်អော်လိုက်တော့တရင်ကဒုံးကလေးမှသွားတယ်ဥစဉ်တို့ကန်ကောင်းလို့ရင်းမယူခံရတာဘာမှသွားရလဲအဲ့ဥစဉ်ကိုတရင်ပေးတဲ့သူကိုယ်တိုင်ကကလင်းငါးစီးထောင်လာတာသူကမဟုတ်ကဟုတ်ကပစ္စည်းတွေတင်းလာတာလေတင်းလာတော့စစ်စစ်တော့ဖမ်းတယ်လေ ဖမ်းတော့ဗျာလူကတို့ဒီလိုဘုကင်းညဖမ်းတော့ကကြဒီလိုဂိတ်ဒီမှာဘာဖမ်းလဲဆိုပြီးမှဖမ်းတဲ့လူနာမည်သူ့ကိုအော်ချလိုက်တယ်ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတစ်ခုကိုတင်းလာပြီဆိုတဲ့နောက်ကတော့စစ်စေးရမှာဖမ်းရမှာဂိတ်ဒီရဲ့အလုပ်လေခင်ဗျကဲဒီရနေဗျာတို့တို့ရွှေဘိုဘက်ကနေခင်ဗျဖားကန်တို့မူဆဲဖားကန်တို့ဘက်ကိုသွားမယ်နော်ဖားကန်တို့ဘက်ကိုသွားမယ်အဲ့ဘက်ဒီတော့သွားကြမယ်အဲ့ဒီကတာဘက်တို့ကိုသွားမယ် ားပါမြကြီးနားဖားကနဲ့ပြောတော့မယ်အဲ့ဘက်ကလုပ်ငန်းအကောင်းဆုံးဆိုတော့နော်ပေါ်တယ်အဲ့ဘက်ဒီသွားမယ်ပေါ်တယ်ဘက်ဒီခင်ဗျအဲ့လမ်းတဲတဲ့ကိုသွားလို့ရတယ်ဒါပေမဲ့ PDF ကသွားမခံဘူးလမ်းကိုပြီးမှသွားခံတယ်တကယ်ထည့်သွားမယ်အောင်လေးညာခီတော့ခံတယ်မဟုတ် PDF ဒီအဲ့လမ်းမှာသမီးမြောင်းတယ်အဲ့ဒိတ်တွေမှာမုံသားစာဖွင့်ထားတယ်အဲ့ဒိတ်တွေကနေပတ်စံတော့တယ်ကာခီးတဲ့ကာရမတွေနှစ်ရက်ခီးကို9ရက်9ရက်10ရက်ကြာတယ်ဘယ်သူပါပြောတယ်လဲဘယ်သူကပါပြောလဲအယောက်မှမပြောရဲဘူး အဲဥစဉ်တော့တမ်းတော့ဂိတ်တွေရဲဂိတ်တွေဟိုပါတဲ့တပြား၆ပြားလေးကောက်တယ်ဒစီကို၂၀၀၀လုံးတော့စေနာကြီးလေးကောက်တယ်ဆိုတော့အော်လိုက်ကြတာအော်လိုက်ကြတာတခါတလေနိုင်ငံရေးမှာတိုက်ဆိုင်တယ်ဆိုတာမရှိဘူးเนาะအဲ့တော့ဥစဉ်ဖိုးကြီးဒီဥစဉ်တို့ပုံမှန်ထွက်လာတယ်ရုံးထွက် မော်လမြိုင်စစ်ကောင်စီဥပဒေချုပ်အိမ်တော်လန်ရေးထုံးထိမှန်နှစ်ဦးစိုးရိမ်ရဟုဆိုမွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်ရှိစစ်ကောင်စီဥပဒေချုပ်အိမ်ဒရုန်းထိမှန်ကနှစ်ဦးစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်းသိရသည်။ဇွန်လ12ရက်တွင်တော်လန်ရေးတပ်ဖွဲ့ကမော်လမြိုင်မြို့ရွှေတောင်ရက်ကွက်ရှိစစ်ကောင်စီပြည်နယ်စိုးရယုံနှင့်ငန်းတီးရက်ကွက်ရှိဝင်ကြီးများအင်အားတို့ကိုဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အစိုးရရုံးကိုဒရုန်းတစ်စင်းလွတ်တာကြမ်းမှမလွတ်ဘူးနောက်နှစ်စင်းကို ဝင်ကြီးအိမ်ယာဘက်လွတ်တာတစ်စင်းကပြစ်မှတ်ကိုထိတယ်ဟုမွန်ပြည်နယ်ဘက်ကဖမတာဝန်ရှိသူတဦးကပြောသည်ဒရုန်းဖြင့်ပြစ်ခတ်ပြီးနောက်လေယာဉ်များတက်လာသည့်ဖြင့်အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည် ဒီနေ့ဇွန်13ရက်လဲစစ်တပ်ကကောင်တာပြန်ပစ်နေတာလက်နက်ကြီးနဲ့တောက်လျှောက်ပဲဟုလင်းကဆက်လက်ပြောသည်မော်လမြိုင်မြို့ခံတဦးကကျွဲချံကုန်းရက်ွက်အတွင်အတန်တန်ကြားသဖြင့်ထွက်ကြည့်ရာဘာမှမသိသည့်အရာတစ်ခုတွေ့ရှိကြောင်းဟုရေးသားကကာလမပေး၌ဒရုန်းတစ်စင်းကျနေသည့်ပုံကိုဇွန်လ12ရက်ညနေ9နာရီကျော်က Facebook ပေါ်ဖော်ပြထားသည်တဲ့အခါမှာဥစဉ်တို့ဒီအရောက်ကြည့်မယ်ကြည်ပြီးလို့ဥစဉ်တို့ကမေတ္တာရက်ခံလို့ရတဲ့အရာဆိုဥစဉ်တို့ရက်မေတ္တာရက်ခံပြီးမယ် ဲ့တော့ကံမပေါ်ဖြစ်နေအပြင်ပုံမှန်ရင်းနဲ့ဦးစင်းတို့ဘလူးတန်းကိုယူရမှာလဲဘလို့လုတ်ပြရမှာလဲအမေပုံမှန်နဲ့ဆိုဦးစင်းတို့ကလုံးလို့မရအောင်တော့အော်ကိုမတိတဲ့ຢာရီရှိသေးတယ်လေကိုမတိတဲ့ຢာရီရှိသေးတယ်အဲ့တော့ဦးမလင်းလင်းပြောရမြတ်ကိုသောဖိုးတီဦးလို့မှာပဲတီဦးလို့မှာပဲရှိမယ်ကိုသောဖိုးဘယ်နန်းတွင်းနဲ့မှမရှိဘူးဘယ်ထောက်လိုင်းစစ်ချောင်းမှမရှိဘူးဘယ်နေပြည်တော်ကမှလည်းမရှိဘူးကဲနော်တီဦးလို့မှာပဲရှိမယ်ဟုတ်ပြီကိုသောဖိုးနဲ့ပါလာတဲ့သူတယောက်ဒီပြန်လွတ်လာတယ် ပြန်လွတ်လာမယ်ဘာဖြစ်လို့လွတ်လာလဲသူ့ကထောင်ချလို့မှမရသူ့မှမှအပြစ်မရှိတာဒါပေမဲ့စစ်ဆေးစရာရှိရတော့သူကစစ်ဆေးမှာပဲဘာပတ်တယ်မှုရှိလဲဘလို့ရှိတယ်လဲတကယ်လို့မှသဘောပေါက်ရင်တော့ပြန်လွတ်ပေးမှာပဲဒါပဲရှိတာဇာလန်ကနော်အဲ့တော့ကိုစိုးဘိုးကြီးနဲ့ပတ်သက်ပြီးပြောနေတဲ့အရာတွေကတချို့တရေနှမတွေတချို့ပြပတွေပြောနေရတယ်ကဘာတစ်ခုမှမဟုတ်ပါဘူးဗျာကိုစိုးဘိုးရုံဝိုင်းရထောက်ခိုင်းတဲ့တူတွေဟိုဟွာပေါ့ဗျာမဆူမဆူအောင်အဲ့တော့ဘယ်သူမှလည်းဆူမှာမဟုတ်ပါဘူးဘယ်သူမှလည်းထွက်လို့မလာမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုစိုးဘိုးဟင်းကိုအားပေးတဲ့တူကဝင်လိုင်းပေါ်မှာပဲရှိတယ် ဝင်လိုက်ပရိတ်တာပဲရှိတယ်။ကုသိုလ်ဘုန်းကြီးဒီဘာကြောင့်ဝင်လိုက်မြေပြင်မှာကြတော့သူကချစ်တွေ့မှုကကုသိုလ်ဘုန်းကြီးနဲတယ်လေမြေပြင်မှာအမာခံပရိတ်တာကုသိုလ်ဘုန်းကြီးတိတ်မရှိဘူး။အွန်လိုင်းပေါ်မှာပဲလက်ခုပ်တွေတိကြတယ်ဝင်လိုက်ပေါ်မှာပဲအားပေးကြတယ်။အဲ့ဒါတွေကအရေးအကြောင်းနဲ့ဆိုထောင်ဝင်သာတောင်လာတွေ့မဲ့သူတွေမဟုတ်ဘူး။အပောက်ကတော်တို့ပြိတ္တပောက်ကတော်တို့ပြိတ္တဒီပောက်ကတော်တို့အခုမှဒီအမျိုးသားရင်းနဲ့လှုပ်လာတာမဟုတ်ဘူးအပောက်ကတော်တို့ပြိတ္တဒီကဟန်တန်ကပြိတ္တရှိတယ်အမာခံပြိတ္တရှိတယ်မြေပြင်မှာမရှိတယ်အဲ့တော့ဦးဇင်းတို့နဲ့လမ်းကြီးတော့မတူဘူးပေါ့ဗျာနော်မတူဘူး အဲ့တော့ဘာပြောကုသိုလ်ဖုန်းကြီးကိုတော့ဦးစင်းတို့ကတနာမိရတော့အမှန်ပါပဲ။ဘာဖြစ်လို့တနာမိရလဲဆိုရင်ကုသိုလ်ဖုန်းကြီးတို့မှာပိတ်တဲ့ဒီမှာများစွာရှိတိုင်းမှာထင်တယ်။တူတခုခုတသုံးသုံးဖြစ်လို့ရှိရင်လူတွေကလမ်းပေါ်ကိုထွက်လာမယ်ထင်တယ်။အပိမတူတွေဒါကများလာမယ်ထင်တယ်။လူစင်းထားတာတွေကလွဲသွားတာ။လွဲသွားတာနော်။ဘသူကထွက်လာမှာလဲ။ဟွန်လိုင်းပေါ်ပိတ်တဲ့ကဟွန်လိုင်းပေါ်မှာပဲကုန်ဆုံးမှာပေါ့။ဟွန်လိုင်းပေါ်ပိတ်တဲ့ဟွန်လိုင်းပေါ်မှာပြီးသွားတာပေါ့။အဲ့တော့ဟွန်လိုင်းပေါ်ကပိတ်တဲ့တွေကိုလည်းပြောချင်တယ်နော်။တကယ်လို့ပုံမှန်ထွက်လာပြီ။ပုံမှန်ထွက်လာလို့ဘယ်လိုထွက်လာပြီ။ဘယ်လိုအားထွက်လာပြီလဲဆိုလို့ရှိရင် အဲ့မှာကိုတော်ဘိုးကြီးမှလည်းသူအာကိုရအာကိုကြောင့်သူ့မှာလည်းရှိတယ်နော်ကိုတော်ဘိုးကြီးမှလည်းသူ့မှာအာကိုလောက်တဲ့သူရှိတော့လေသူအာကိုရတဲ့သူကလည်းကယ်လို့ရမှာလားကယ်မှာကယ်လို့မရရမကယ်ဘူးနော်ဒါလေးလည်းသိစေချင်ပါသူအာကိုလောက်တဲ့အရာကကိုတော်ဘိုးကြီးနောက်ကိုတဆိုင်မှမှလိုက်ကြည့်ညာမဟုတ်ဘူးလေကိုတော်ဘိုးကြီးဘာလို့တဲ့ကိုတော်ဘိုးကြီးဘာလို့တဲ့ဆိုတော့သူတို့မတည်ဘူးလေဗျာနော်ကိုယ်တော်ဘုန်းကြီးလုပ်ငန်းကဘာလုပ်တယ်လဲကိုယ်တော်ဘုန်းကြီးဟိုကဘာတွေရတယ်စစ်စစ်တဲ့ခါပေါ်ပေါ်ရင်ဘယ်နဲ့လုပ်မလဲ ။ချမ်းမင်းနယ်မြောက်ပိုင်းကနေဆင်းလာတဲ့ကားတွေအစီ900လောက်ကိုတားထားတယ်။အဲ့ထဲမှာမှကားဆယ်စီးလောက်ကမတင်ကပစ္စည်းတွေမိတယ်။ဒါမျိုးတွေလည်းရှိသေးတယ်ဗျ။ဆက်ဆက်မှုတွေကအဲ့တော့ဘယ်သူကတာဝန်ယူမလဲ။အကူတော်ဘိုးကြီးနဲ့ပတ်သက်တဲ့အရာလေးကိုပြောပြတာပါဗျာနော်။အာဦးတော်ဘိုးကြီးကိုမွန်လိုက်မော်ကနေအားပေးထောက်ခံတဲ့လူတွေအတွက်ကိုဦးဇင်းတော်ကပြောပြတာဖြစ်ပါတယ်ပဲနော်မေတ္တာရက်ခံလို့ရတဲ့ရာဦးဇင်းတော်မေတ္တာရက်ခံပေးလို့ကတော့အစင်းနဲ့ပါပဲနော်ဒါလေးကိုဦးဇင်းတော်ကပြောပြခြင်းဖြစ်တယ်နောက်တစ်ခုကပြေဦးလွင်မှာဦးဇင်းတို့မြေတွေလိမ့်နေတဲ့အရာနော်ဒီဦးဇင်းတို့ ဒါပဒသခေါင်းဆောင်တို့ပဒသခေါင်းဆောင်ဆိုရလဲကိုတကအရင်ပါပဲကဲပူးမလင်းလေးပြောမယ်ကိုဦးနေမျိုးပြောကိုနေမျိုးကျော်ပေါ့နော်ကိုနေမျိုးကျော်ရဲ့ဆရာဘိုးမူးငိမ့်ပေါ့နော်စေဘေးချောင်ဦးစင်းတို့ပေါက်ဒေတာရောဒေတာအနေနဲ့လာတဲ့တကမာကြီးပေါ့နော်ငိမ့်နဲ့ရွက်ခွဲပဲကျောင်းကိုလာလျှောက်တဲ့အခါမှာနော်အဲ့တော့ဘိုးမူးငိမ့်မကလို့သူ့ဟာကိုဘိုးမူးကြီးပဲဖြစ်ဖြစ်တို့ကပြောချင်ပါလေခမည်းပြတ်ခမည်းဒီအဲ့ဒီတကမာကိုတိုင်တိုင်လို့ရှင်တနက်နဲ့ခမည်းဒီပြစ်တယ်မလို့လဲချိန်လျှောက်တယ်အဲ့တော့ခမည်းအမန်တရားကိုအဲ့ဒီတကမာရဲ့တပြားတစ်ချက်မှမစားဘဲနဲ့အဲ့ဒီတကမာကိုခမည်းနော် လိန်တဲ့အရာတွေညာတဲ့အရာတွေကိုခင်ဗျလာပြီးဖြည့်ရှင်းပေးပါဖြည့်ရှင်းမပေးဘူးဆိုရင်ကျုပ်တို့အနေနဲ့လုတ်တဲ့လုတ်လိုက်ထားပေါ့ဗျာဦးစင်းနေနဲ့အာလုတ်ရမှာပေါ့ဗျာနော်ဦးနေမျိုးကျော်ကတော့ပြောတယ်သူကတော့ဒါပြောရတယ်နော်ခေါင်းဆောင်ကောင်းပြီးတယ်လို့ပြောပါရှင်ဖရားတဲ့စခန်းနာတိုင်လိုက်ပါဗျာတဲ့စခန်းတိုင်ပြည့်ဆွဲမယ်စခန်းတိုင်လိုက်ဆိုတော့တခါလေးကဥပဒေရလက်တလုံးကြာအဲ့လူတွေကလက်မှတ်ကမထိုးဘူးတန်တဲ့သူလက်မှတ်ထိုးခိုင်းတာအဲ့လူတွေကလက်မှတ်မထိုးဘူးနော်မြေလုံတိုင်းမြေလုံတိုင်းမှာအဲ့လူတွေရဲ့လက်မှတ်တွေတစ်ချက်မှမပါဘူးနော်သူတို့ကဥပဒေလက်တလုံးကြာ သူတို့ဥပဒေကြောင်းနားလည်ပြီးသားလူတွေအဲ့တော့နိုင်ငံတော်မန္တလေးမှာရှိတဲ့ထဆာရတွေရောစာအဖတွေရောဒီမြေလုတဲ့အရာတွေလက်မှတ်တွေကိုထိထိရောက်ရောက်အေးအေးယူပေးလို့တဲ့ဒီဥလုံမှာလည်းဒီတိုင်းပဲမန္တလေးရတဲ့တက်လာပြီးမှဘုံမူးကြီးဘသူကဘဲဝါဝါညာဝါဝါဆိုပြီးမှလူတွေကိုဒုက္ခပေးနေရတယ်အများကြီးသူများမြေခွက်ကိုလက်ညှိုးထိုးရောက်နေပြီးမှဥသိမ်းမှာတန်ဖိုင်ကုန်ရှိတယ်ပြီးမှဘာပြောလဲဆိုတော့အရောင်းဝယ်မှားတာတဲ့ဒါတွေကရှင်ပြားတဲ့အရောင်းဝယ်မှားပြီးမှဘာလို့လဲသူတို့ပြောတဲ့ဟာတော့ ဟိုပါပေါ့နော်ငွေပေးရှိတဲ့အခါမှာလောခါကြမြေကအပိုင်ရှင်းထွက်မပေးထွက်မပေးတဲ့အခါမှာဖြစ်တဲ့အခါကြမှာရောင်းမဆိုလားဘာသာတူတူမှားတဲ့အရာတွေပဲတူတူပြောတဲ့ပြောတဲ့အရာတွေခင်ဗျားတို့ဘလို့ဝဲမမဝဲရောင်းဝဲဝဲမမရောင်းဝဲဝဲဘလို့မမခင်ဗျားတို့တကယ်ဒုက္ခရောက်နေတဲ့စေဘေးရှောင်ပြည်သူတွေကိုတော့အနိုင်မကျင့်ပါနဲ့လို့ကျုပ်ကပြောချင်ပါတယ်ဗျာနော်အနိုင်မကျင့်ပါနဲ့လို့ပြောချင်ပါခင်ဗျားဟာကိုဘုံမှုညိတ်မကလို့ကိုနေမျိုးကျော်ဆရာမကလို့ကိုနေမျိုးကျော်ဆရာဆိုလဲကျုပ်တို့လည်းပါတာပဲနော်ကိုနေမျိုးကျော်ရဲ့အဖေပဲဖြစ်ဖြစ်လေစီခင်ဗျားနော်ပတ်သက်စားကောင်းတဲ့ဘုံမှုညိတ်မကလို့ဘာကောင်းပဲဖြစ်ဖြစ်လေစီနော်ခင်ဗျားတို့ကလုံးတဲ့ခါမှာလက်မှတ်တစ်ချက်မှထိုးတာမဟုတ်ဘူးနော် အဲ့တော့ခင်ဗျားတို့အကြောင်းပေါက်ကိုတော့ကောင်းကောင်းသိပါတယ်ကောင်းကောင်းနားလည်ပါတယ်ခင်ဗျားတို့ဘာလုပ်တယ်ဘလို့လုပ်တယ်ဆိုတော့နော်အဲ့တော့ဘာမှမဖြစ်ခင်မှာခင်ဗျားတို့အေးစေးစေးအဲ့ခံရတဲ့ကံရံကံရှင်တွေကိုကောင်းကောင်းမှုမင်ဖြည့်ရှင်းပေးလိုက်ပါအဲ့လိုမှဖြည့်ရှင်းမပေးဘူးဆိုရင်ကံရံကံရှင်ရဲ့ဒုက္ခကိုချိန်မှထားပြီးဦးစင်းတို့ဘရူဖိုင်နဲ့ကြာကြာနာရိုက်ပြီးနိုင်ငံတော်အကြီးအကဲလူကြီးတွေစီကိုပို့အားလိုက်မယ်နော်အဲ့ခါကျမှပေါက်ကိုတော့ရက်ဆက်တယ်ဆိုတဲ့ပုံစံမျိုးတော့မလုပ်ပါနဲ့ဦးစင်းတို့ကတော့တကယ်အေးစစ်စစ်နေတဲ့ပြည်သူတွေကိုဒုက္ခပေးမယ်ဆိုရင်တော့ဥစဉ်တော့ဘယ်နည်းနဲ့မှခွလို့လို့မရပါဘူးဗျအားလုံးဒါပါပဲဗျ